မေလာဝရဝင်းဒီကမြောင်ဒီကိုရောက်လာပြီးနောက်ပိုင်းရတရဲ့နိုင်ပွဲတွေထဲမှာဒီကနေ့ခြေစွမ်းတဲ့နိုင်ပွဲကိုဘလို့များတုံ့တက်ချင်ပါလေကျွန်တော်ဘွဲစားလာတကယ်ကိုကောင်းခဲ့တယ်လို့ထင်ပါလေဘွဲစဉ်တစ်ချောင်းလုံးမှာလည်းအသင်းရဲ့စိတ်တဲ့ပိုင်းကထိတ်တန်းအဆင့်မှာရှိနေခဲ့ပါလေဘောလုံးသင်းတဲ့ကစားပုံပိုင်းမှာတော့အခိုက်အတန့်တချို့ကလွဲရင်တော့တိတ်မကောင်းဘူးလို့ဆိုလို့ရပါတယ်ခွင်ကြီးတွေကတော့ဖန်တီးနိုင်ခဲ့တယ်လို့ကိုယ့်ဘက်ကလည်းခွင်ကြီးအချို့ပြန်ပြီးပြေးခဲ့ရပါတယ် ဒုတိယပိုင်းမှာတည်ငြိမ်မှုနည်းနည်းလေးပျောက်သွားခဲ့ပေမဲ့ကိုဘေးလေးရတဲ့အခိုက်အတန့်ကိုတော့ကောင်းကောင်းလေးကင်တွယ်နိုင်ခဲ့ပါတယ်။ဒါကကျွန်တို့အသင်းအတွက်အဓိကကြားတဲ့အချက်ပါပဲ။ဒါကြောင့်မဲဒါကကြီးကြတဲ့နိုင်ဝဲတစ်ပွဲလို့ပြောလို့ရတာပေါ့ဗျာ။ကျွန်တို့ဘက်ကတော့ထေဆွမ်းအရန်ကောင်းတဲ့ပွဲစဉ်တွေပဲမဟုတ်ပေမဲ့လည်းဆက်တဲ့ပိုင်းကတော့ထူးထူးခြားခြားကောင်းမွန်ခဲ့ပါတယ်။အဲ့ဒါတခုတည်းကပဲကျွန်တော်တောင်းဆိုနိုင်တဲ့အရာပါပဲ။ မေလာမရူဘင်ယူရနီကနေထွက်ခွာပြီးတော့ခြေစံပြသနေတဲ့ဇာမတွေအကြောင်းလူတွေကအများကြီးပြောကြပေမဲ့ဟာရီမကွေးယားကတော့အရာအလုံးကိုဖျက်ဆီးပြီးဒီမှာဆက်ကြည့်နေတဲ့ရှာရှာပါပါအသိကောင်းဆောင်တက်ရောက်ပါပြီဆိုတော့သူ့ကိုဇာမတက်ရောက်နေတယ်မလို့များမြင်မိပါလေအော်ဟုတ်ပါလေသူကကျွန်တော်တို့အတွက်တကယ်အရေးကြီးပါတယ်ဒီကနေ့မှလည်းသူဟာကလေးတွေအထွေဆန်းပြကောင်းတက်ရောက်ပါပြီသူဖျက်ဆီးခဲ့ရတဲ့အရာအလုံးကအခုတော့သူ brighter နဲ့အပွဲအတွက်အသင်းပြောင်းပြန်ပြီးတော့အားမွေဖို့အတွက်လိုအပ်ပါတယ် မေတော်မရူဝင်လိမာနှစ်ပွဲစတိုင်နိုင်ပွဲရခဲ့ပြီပေါ့နော်ဒီတော့တဲ့မှာခင်ဗျားအတွက်ဒီနိုင်ပွဲကဘယ်အဆင့်လောက်ရှိမလဲနောက်ပြီးတော့ဒီအချိန်ကိုဆက်ပြီးတော့ဒီဆောင်သွားဖို့အတွက်ဘယ်လောက်ထိအရေးကြီးမလဲလို့ထင်ပါလေမန်ချက်စတာမှာကျွန်တော်နိုင်ပွဲတွေအများကြီးမှမရသေးတာဗျဒါကြောင့်ဒီနိုင်ပွဲကတကယ်ကိုအရေးကြီးပါတယ်ခင်ဗျားပြောသလိုပဲနှစ်ပွဲစတိုင်နိုင်ပွဲဖြစ်သလိုအန်ဖီမာနိုင်နာကလည်းအလွန်အလွန်ကိုအရေးကြီးပါတယ်ဒီပွဲရဲ့အသေးစိတ်အချက်အလက်တိုင်းကိုကျွန်တော်အချိန်တော်ကြာကိုပြောနေခဲ့တဲ့အရာတွေကြီးပါပဲဇော်သိန်းရဲ့စိတ်ထက်ဆိုးရွားတဲ့အခိုက်အတန့်ဒါမှမဟုတ်ဂိုးပေးရတဲ့အချိန်မှာတည်ငြိမ်မှုကိုထိန်းထားနိုင်တာ ဒီလိုအသေးဝဲလေးတွေကအားလုံးဒီနေ့မှာပြည့်ပြည့်စုံခဲ့ပါတယ်။နောက်တစ်ပတ်မှာလည်းဒီလိုလုပ်တဲ့ဖို့စူးစမ်းကြရအောင်ပါ။ဒါကကျွန်တော်တို့ပရိသတ်တွေအတွက်တကယ်ကိုအရေးကြီးတယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့တို့ Ransby နဲ့ပွဲမှာရုန်းကန်ခဲ့ရတယ်၊ Brammo နဲ့ပွဲမှာလည်းရုန်းကန်ခဲ့ရတယ်။ဒီနေ့မှာတော့တို့မတူညီတဲ့အသင်းသင်းကိုမြင်တွေ့ခဲ့ရပါတယ်။ Champion ဖြစ်ပြီးတီမအောင်ပြိုင်မဲ့ရဲ့အကွင်းဒီကိုလာပြီးတော့ပွဲစဉ်ချောင်းလို့တချင်းနေ Okay ဆိုပြီးအားပေးတယ်ဆိုတာကျွန်တော်တို့အတွက်တကယ်ကိုအားရင်တစ်ခုဖြစ်စေပါတယ်။ဒါကြောင့်ဒီနိုင်ပွဲကတို့တွေအထောက်ပါပဲ။ မေလာမရိုဝင်ပရိသတ်တွေအကြောင်းနည်းနည်းတော့လေးထပ်မေးချင်ပါတယ်သူတို့ကခမရရဲ့နာမည်ကိုဆက်မပြတ်အဟစ်ပြီးတော့အောင်မွေးခံနေကြတာကိုတွေ့ရပါတယ်သူတို့တက်တူဒီလိုအောင်မွေးခံရတာပြီးတော့သူတို့ခမရပေါ်မှာဆက်ပြီးတော့ရက်တီပေးခဲ့ကြတဲ့ပုံကဘလို့များအထိပဲရှိမလဲရှေ့ဆက်ဖို့တွေ့ပြုသဘောဆောင်တဲ့အရာတွေအများကြီးယူသွားနိုင်မှာပဲနော်ဒါတော့ပုံမှန်မဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒီလိုအရာမျိုးကိုရှာတွေ့ဖို့ကတိတ်ကိုခက်ခဲပါတယ်ဒီလောက်ဆိုးရွားတဲ့အခက်အခဲတွေအများကြီးကြုံခဲ့ရပြီးမှခင်ဗျားတို့အားလုံးက ခရစ်စမတ်မတိုင်ခင်သူထပ်သွားရတော့မလို့ပြောနေရတဲ့အချိန်မှာတော့ဘရိတ်တွေကမန်နေဂျာကိုအမြဲတမ်းထောက်ခံအားပေးနေခဲ့ကြပါတယ်ဒါကလုံးဝပုံမှန်မဟုတ်ဘူးဒီလိုပရိတ်တွေပိုင်ဆိုင်ထားလို့ကျွန်တော်အယံကိုကန်ကောက်ပါတယ်ဒါမှလည်းနောက်တစ်ပွဲကိုပဲပြန်ပြီးတော့အာယုံစိုက်ကြရအောင်ပါမေလာဘရိုမီပွဲစဉ်ပြီးမှနောက်တန်းဇာမားတွေကဂိုသမားကိုတွားပြီးတော့ဂုံယူနေကြတာတွေ့ရပါတယ်သူကဒီနိုင်ပွဲအတွက်ဘလောက်တောင်အရေးပါခဲ့တယ်လို့ထင်ပါလိမ့်ဟာတကယ်ကိုရေးပါတာပေါ့ဗျာဒါမှလည်းတစ်ခါလေကြတော့လေကန်ကနည်းနည်းလေးလိုတာပေါ့ ဘာလို့လဲဆိုတော့သူတို့ဘက်မှာတိုင်ထိတော့ရတဲ့ကံကြက်နှစ်ကြိမ်တောင်ရှိခဲ့တယ်လေဆိုတော့အဲ့ဒါတွေကကိုယ်မျိုးဝင်သွားခဲ့ရင်ပွဲပေါ်ရှုမြင်ဖို့အသိန်းကိုမြင်ဖို့ကိုယ်သမားကိုမြင်တဲ့ပုံစံနောက်ဇလန်တစ်ခုလုံးပြပြောင်းလဲသွားနိုင်တယ်အနေထားတစ်ခုတွေပြောင်းလဲသွားနိုင်တယ်သူအဲ့ဒါကိုနားလည်ရမယ့်ဒါပေမဲ့သူကသူ့ရဲ့စိတ်နဲ့ကြံ့ခိုင်မှုနဲ့အရေးအသွေးကိုအများကြီးပြသခဲ့ပါတယ်လာစမန်ကြောင့်လည်းကျွန်တော်တို့နိုင်ခဲ့တာပေါ့ဗျာ ကပြားရဲ့ကစားကွက်နဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအများကြီးခံနေရတာကိုတော့ကျွန်တော်တို့သိပါတယ်ဒီကနေ့ပွဲထွက်လူစင်းမာတော်မှာလည်းတကယ်ကိုအားသင့်စရာအချို့ဖြစ်စေခဲ့နိုင်ပါလိမ့်ဒါဆိုတော့ဒီအကြောင်းလေးကိုရှင်းပြပေးလို့ရမလားဘာလို့လဲဆိုတော့လမဘူးကိုနောက်ပြန်လှည့်သွားအောင်လုံနိုင်ခဲ့တဲ့ဒီနီလန်ကရှင်းရှင်းလင်းလေးအလုံးဖြစ်ခဲ့လို့လေဒါတော့ခါလီအထူးသဖြင့်ဆိုးရွားတဲ့အချိန်မှာကိုယ့်ရဲ့ပင်ကိုအသေးစိတ်အတိုင်းပဲသွားရမယ်လို့တော့ကျွန်တော်ထင်တာပဲကျွန်တော်တော့ဘာပဲဖြစ်ဖြစ်အမြဲတမ်းအဲ့ဒီအတိုင်းပဲသွားပါလိမ့်ဒါကမန်နေဂျာတယောက်အတွက်အရေးကြီးဆုံးသောအရာပါပဲမန်သည်ဖြစ်စီမှားသည်ဖြစ်စီပေါ့ဗျာဒါမှလည်းကျွန်တော်တွေ့တော့တာက နေပြတယောက်ဖြစ်နေခြင်းရဲ့အဓိကအချက်ပါပဲပြီးတော့ဒီခါလေးခြေစွမ်းကောင်းနေတဲ့ဇာမတယောက်ရှိပေမဲ့လည်းပွဲကသဘောတဘာဝကသူ့အတွက်မဟုတ်တာမျိုးလည်းဖြစ်တတ်ပါတယ်သူတော့ပွဲကသူ့အတွက်မဟုတ်မှန်းသိရသားနဲ့သူ့ကိုထဲ့ပြီးမှပြန်ထုတ်တာမျိုးကျွန်တော်တို့ဇာပွဲကိုအဲ့လိုနားမလဲပါဘာလို့ဆိုဒီခါလေးပွဲရဲ့သဘောတဘာဝကခမချေကပုံပုံစံပြောင်းလဲသွားစေနိုင်တယ်ဦးမောင်နေနဲ့လဲမကွန်ညာကိုထားပြီးတော့ကျွန်တော်တို့ကဘန်ကိုထက်လိုက်မယ်ဆိုရင်ဒီလိုနောက်ခံလူမျိုးတွေအတွက်ကျွန်တော်တို့ရဲ့တိုက်စစ်မှုကိုထိန်းချုပ်ရတာပို့ပြီးတော့လွယ်ကူသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် ါပဲခင်ဗျာနန်းတဲ့အခါကျတော့နေပြားကအရန်ကိုတော်နေအမခမ်းပဲပေါ့ချုံတဲ့အခါကျတော့နေပြားကတခုခုမှားနေပြီပေါ့လေဆိုတော့ကျွန်တော်ဒါကိုနားလေပါလေအဲ့ဒါကြောင့်ပဲအသိအတွေ့အကောင်းဆုံးလို့ကျွန်တော်ထင်တဲ့အရာကိုပဲကျွန်တော်အမြဲတမ်းလုပ်သွားမှာပါမေလာဘရိုဘင်အာမတ်ကပြည်တဲ့ဘက်မှာပုဂ္ဂိုလ်ရဲ့အရာအခက်အခဲအချို့ရှိခဲ့ပေမဲ့အခုပြန်လာပြီးတော့ခြေစွမ်းနေပြသနေပါတယ်။သူဘလိုများပြန်လာနိုင်ခဲ့တာလဲ။ပြီးတော့ညနောက်ဘက်မှာဘရိုင်ယန်နဲ့သူ့ရဲ့ဆက်ဆံရေးကဘလိုများရှိမယ်လို့ဆိုတာလေးပြောပြပေးလို့ရမလား။ အာသူအဲ့ဒီနေရာမှာတကယ်ကိုကောင်းကောင်းလုပ်ပြနေပါတယ်။သူကအဲ့ဒီနေရာအတွက်တကယ်ကိုပြည့်ပြည့်စုံတဲ့သူတယောက်ပါ။ကျွန်တော်လူစားလဲလိုက်တော့သူစိတ်ဆိုးနေခဲ့ပါတယ်။ဒါမှလည်းပဲဟွာကက်ကက်ထိထားလို့လေ။ဆိုတော့အဲ့ဒီပဲချာမာတယောက်ချင်းထိမ့်ပြီးတော့ဇားတာတွေအများကြီးရှိခဲ့ပါတယ်။အဲ့ဒါကြောင့်ပါပဲ။ဆိုတော့မဟုတ်လို့ရှိရင်သူဘက်ထဲမှာဆက်ရှိနေမှာပါ။မဟုတ်လဲဆိုတော့သူကကျွန်တော်တို့အတွက်အရန်ကိုရေးပါနေလို့ပါ။ဒီဘက်မှာသူရုံးကန်ခဲ့ရပေမဲ့ကျွန်တော်တို့သူ့အတွက်အများနဲ့ရှိနေပေးပါလေ။အဲ့ဒါကအရေးကြီးဆုံးပါပဲ။မေလာမရိုဘင်းဆိုတော့ခင်ဗျားတို့အသင်းအတွက်ဘာတွေအောင်မြင်နိုင်မလဲလို့ထင်ပါလေ။ မဟုတ်ဘူးပြခင်ဗျားတို့လက်ရှိပြောနေတဲ့ဇာတ်လမ်းအတိုင်းပဲဆက်သွားကြပါဆိုတော့အဲ့ဒါကိုမပြောလိုက်ပါနဲ့အဲ့ဒါကကျွန်တော်တို့အကောင်းဆုံးပါပဲအခုကျွန်တော်ဗန်းနံကိုတွုံးမြင်တာတို့ဘာလို့ကျွန်တော်လုံးဝလုံးမှာမဟုတ်ပါဘူးဆိုတော့ခင်ဗျားတို့အခုပြောနေတဲ့ဇာတ်လမ်းအတိုင်းပဲဆက်နေပါကျွန်တော်လုံးရမှာက3ဘက်ဆက်နိုင်အောင်ကြိုးစားဖို့ပါပဲပြီးတော့ top 4တို့ top 6တို့ကိုမေးလိုက်ပါကျွန်တော်တို့ဘာဝင်ငွေရဖို့လိုတယ်လို့ကျွန်တော်ပြောပြီးသားပါပဲဒါမဲ့ဒီနိုင်ပွဲကဘာမှကိုပြောင်းလဲသွားစေမှာမဟုတ်ပါဘူး ကျွန်တော်တို့ကလုံခဲ့တဲ့မိနစ်90ကအသင်းတိုင်းပါပဲလူတွေကအသင်းကိုမြင်နေအမြင်ပြောင်းသွားပြီမဲ့ကျွန်တော်တို့ကတော့အရင်အသင်းတိုင်းပါပဲဒါကြောင့်ကျွန်တော်တို့လှုပ်ရှားရရှိတာတွေကတော့အများကြီးရှိပါသေးတယ်အခိုင်အတန့်အချို့မှာကံကောင်းတာတွေရှိသလိုအမကန်းစိတ်တက်လည်းရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီရာကိုနောက်ထပ်တစ်ပွဲစီကိုတည်ဆောင်သွားဖို့လိုအပ်ပါတယ်ဒါကြောင့်ပန်းနိုင်ကတော့အများအားအထူးတူပါပဲပြေးခဲ့တဲ့တစ်ကောင်ခမောင်းကိုဒီလိုမျိုးမေးကုန်းမေးတုံးကမော်တိုင်းလာတော့မယ်လို့သတိပေးခဲ့မှုပါတယ်ယူနိုက်တက်ကဒီကံကဲကိုကြော်ဖြတ်ပြီးပြီလို့ထင်ပါလား ျွန်တော်မသိပါဘူးကျွန်တော်အများနဲ့ဒီလိုပဲအထူးထူးပဲပြောနေခဲ့တာပါဒေလေးမှာကျွန်တော်ပြသခဲ့တဲ့စိတ်ဓာတ်မျိုးကိုလေ့ကျင့်ရေးမှရောပွဲတွေမှာပါနေတိုင်းပြသနိုင်ခဲ့မယ်ဆိုတော့ကျွန်တော်တို့နိုင်ပွဲတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်တမန်ရီအတွေ့ကြောင့်လူကစကားနဲ့ပြောနေရုံနဲ့မဟုတ်ပဲအလုံးနဲ့လက်တွေ့တက်တည်ပြသဖို့လိုပါတယ်။ပြေးတဲ့နှစ်ကအကြောင်းတွေကြီးပဲအများနဲ့ပြောနေလို့မရပါဘူး။ဒီကနေ့ကောင်းတဲ့နေ့တနေ့ပါပဲ။ Brighton နဲ့ပွဲကိုအာရုံစိုက်ကြရအောင်ပါ။ Brighton နဲ့ပွဲပြီးမှပဲစံကြည့်ကြတာပါဗျာ။ မေလာမရိုဘင်အင်တာဗျူးတွေမှာခင်ဗျားအတွက်မေဦးနေကအမြဲတမ်းဒရာမာဆန်လေးရှိတာကိုသတိပြုမိပါတယ်။ဟာလေရှောင်းရင်တော့ကမ်ဘေးတစ်ခုနိုင်တော့အသွင်ကူးပြောင်းဈေးတဲ့အခိုက်အတန့်တစ်ခုလို့ပေါ့။ဒါမှလည်းဒီနိုင်ဘွဲကမှဂျက်စတောင်းလာတဲ့အသင်းရဲ့မန်နေဂျာအဖြစ်ခင်ဗျားရဲ့တရန်တစ်လျှောက်အကြီးမားဆုံးနိုင်ဘွဲလို့ပြောလို့ရမလား။ဒါပေါ့ဟုတ်ပါတယ်။ကျွန်တော်လည်းအဲ့လိုလေးထင်ပါတယ်။ဒါမှလည်းဒါကအများကြီးတော့အဓိပ္ပာယ်မရှိပါဘူး။ဒီနေ့အတွက်ပဲအဓိပ္ပာယ်ရှိပါတယ်။ဒါပေမဲ့မနေ့ပြန်မှာတော့အများကြီးအဓိပ္ပာယ်ရှိတော့မှာတော့မဟုတ်ပါဘူး။ဒါကသုံးမှတ်ပါပဲ။ဒါမှလည်းကောင်းမွန်တဲ့နိုင်ဘွဲတစ်ခုပါ။ ပြေခဲ့တဲ့ဘွဲတွေမှာကျွန်တော်လုံးခဲ့တယ်လို့ပဲဒီဘွဲမှာလည်းအတူတူပါပဲဘွဲကိုပြန်ကြည့်ပြီးတော့သုံးသက်ရပါမယ်ဒီကကြတဲ့အခိုက်အတန့်တွေမှာကျွန်တော်တို့ကန်ကောင်းခဲ့တာလေးတွေတော့ရှိခဲ့ပါတယ်ဒါပဲလည်းပဲအရေးကြီးဆုံးကဆက်တဲ့ဘိုင်းကရှိနေခဲ့ပြီးအဲ့ဒါကလည်းအရာလုံးရဲ့အစပါပဲတခါလေခင်ဗျားကဘောလုံးနဲ့မိုးစားရမယ်အခြားနေတွေမှာဘောလုံးမရှိပဲကစားရမယ်ဒါပေမဲ့ခင်ဗျားမှာသာဆက်တဲ့ရှိနေမယ်ဆိုရင်တော့ဘယ်ဘွဲကိုမစိုးနိုင်နေပါလေအဲဒီတော့ဒီဘက်မှာဘာကိုအကြိုက်ဆုံးလဲလို့မေးမလို့ပဲအဲ့ဒါကစီးလုံးညှို့မှုတိုင်ဘက်ဝင်စိတ်တန်းနဲ့အသိဉာဏ်စိတ်တန်းပိုင်းလို့ဆိုလို့ရမလား စိတ်ဓာတ်နဲ့ယုံကြည်မှုပါဟုတ်ပါတယ်ဘယ်ဘက်ကမဆိုနန်းနေနေဆိုတဲ့ယုံကြည်မှုမျိုးနဲ့စတင်မှုတွေပထမဆုံးကိုသွင်းနာနေနောက်ကသမားရဲ့ကာကွယ်မှုတွေတန်တီသွားတဲ့ကံချက်တစ်ခုလိုမျိုးပေါ့ဗျဒီလိုခက်တဲ့တွေကလိုအပ်တာပေါ့လေဒါပေမဲ့အဲဒီနောက်မှာခင်ဗျခံစားရပြီလေမော်လုံးလူယူလိုက်တိုင်းမော်လုံးနဲ့ကစားရတဲ့အခိုက်အတန့်အချို့တိုင်းမှာအသိန်းကဒါဖြစ်နိုင်တယ်ဆိုတာကိုစပြီးတော့ယုံကြည်လာကြပါဒီနေ့ကတော့နေကောင်းတနေ့ပါပဲဒါပဲလည်းအခုတော့ကျွန်တော် Brighton နဲ့ပွဲအတွက်အစိုးရနေပါပြီအခုကလေးကလာ Rubin အဲဒါပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာတနေ့အထွေအကြုံရှိနေပြီလေအဲကျွန်တော်ပြောမှာပါကျွန်တော်ကမိုင်မဲနဲ့တူတော့မဟုတ်ပါဘူးအဲ့လိုအခက်အတန့်တွေကိုကျွန်တော်ပြောမွေးရမယ်လေဒါမဲ့ Brighton နဲ့ပွဲကိုတော့အာရုံစိုက်ကြရအောင်ပါပွဲစားမှာခင်ဗျားချခဲ့တဲ့ဆုံးမဲ့ချက်အချို့ကရှုံးနေခဲ့မယ်ဆိုရင်ဒီနေရာမှာဝေဖန်ခံရမှာတော့တိတ်သေးကြတယ်ဗျာဟာဒီမှာခင်ဗျားကိုထည့်ခဲ့တယ်ပြီးတော့ဖလင်မဲနဲ့တန်းစစ်၃ရောင်တန်းနဲ့သွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီအဆုံးပြတ်ချက်နှစ်ခုလုံးအကြောင်းနည်းနည်းတော့လေးရှင်းပြပေးလို့ရအောင်ပါဘာလို့လဲဆိုတော့အရှင်းရှင်းလင်းလင်းပဲအလုပ်ဖြစ်ခဲ့လို့လေဒါတော့မန်နေဂျာတယောက်ရဲ့ဘဝလိုပါပဲဗျာ ။ဘာလို့ကျွန်တော်လည်းအဲ့ဒါကိုမျှော်လင့်ထားပြီးသားပါ။ဒါကအသည့်အဆန်းမှမဟုတ်တာလေ။ကျွန်တော်ဒါနဲ့အသားကျနေပါပြီ။ကျွန်တော်ဘဲကိုကြည့်ပြီးတော့သုံးသပ်ခဲ့ပါတယ် service တွေဘလောက်အရေးကြီးလဲ။နောက်အတွေ့အကြုံပိုရှိတဲ့ဇာမတွေဘလောက်အရေးကြီးလဲဆိုတာကိုကျွန်တော်တို့သိပါတယ်။စဉ်းစားကြည့်လေဘဲအစားမှာကျွန်တော်ဘက်ကိုတစ်ခုခုဖြစ်သွားခဲ့ရင်ဟာလီမကွေးရမှာအခြားလူငယ်တွေကိုကူညီပေးနိုင်မယ့်အတွေ့အကြုံရှိပါတယ်။ပြီးတော့ကိုနာလေးနဲ့ van night ကလည်းထဲထဲရင်ဆိုင်ရတာတိုင်ဝဲဝင်ရတာကိုကြိုက်ကြတယ်။ကျွန်တော်တဲကတရားရောက်ကဘောလုံးစီကိုသွားရင်နောက်တစ်ယောက်ကဒုတိယလှိုင်းကိုဖွဲ့စည်းတယ် ဒါပဲ transgender အများစုမှာကိုညာအကြောင်းဖြစ်ခဲ့တာကိုခမောက်လည်းသတိထားမိလိမ့်မယ်လို့ထင်ပါတယ်။ကိုညာကဘုံနောက်ခံလူတွေနဲ့အလှန်ဝေးလူနေကြတာကကျွန်တော်တို့ကိုပေါ်လုံးပြန်လဲရောက်ယူရမှာကူညီပေးခဲ့ပါတယ်။သူတို့ရဲ့ခြေစွမ်းမကောင်းတဲ့အခြေအနေကိုခွင်ကောင်းယူပြီးတော့ဘောလုံးပိုင်ဆိုင်ထားတဲ့အခြေမှာသူတို့ကိုစိတ်မချီဖြစ်လာအောင်ဖမ်းနှိပ်ဖို့စ조사ခဲ့တာမျိုးရောရှိကြလား။ဒီလိုပန်းဝင်မျိုးမှာခမောက်ကစားရတိုင်းထူးသဖြင့်ပွဲအစမှာသာကောင်းကောင်းပေးဆိုနိုင်ခဲ့မယ်ဆိုတော့ပရိသတ်ရဲ့အတန်ပြောင်းသွားတာကိုခမောက်ခံစားရနိုင်မယ်လို့ထင်ပါတယ်။ဆိုတော့ကျွန်တော်တို့အိမ်ကွေးမှာလည်းအဲ့လိုပဲခံစားရတာပဲ။အသိဉာဏ်အဲ့ဒီဒဏ်ကိုခံရပါတယ်။ ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလော့ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့ဇာမားတွေနားချိန်ရဖို့အတွက်ဘောလုံးပို့ပြီးတော့ကင်ထားနိုင်ဖို့တော့လိုအပ်ခဲ့ပါတယ်။နောက်ဆုံးသူတို့တွေရုန်းကန်ခဲ့ရပါတယ်။ဘောလုံးဆိုတော့သူတို့ကဘောလုံးပန်းဆိုင်မှုနဲ့ကစားတာကိုအသားကျနေပြီးအချိန်ကြာကြီးဘောလုံးမရှိနေတဲ့အခါမှာနည်းနည်းလေးရုန်းကန်ခဲ့ရလို့ပါ။ဆိုတော့ဒါမှမဟုတ်ထပ်ပြီးတော့ကောင်းမွန်တဲ့နိုင်ဖို့တွေပါပဲ။နောက်တစ်ပတ်ကိုပဲအာရုံစိုက်ကြရအောင်ပါ။ဒီနိုင်ငံကဒီရသည်ရဲ့ဇလန်းကိုပြောင်းလဲပေးနိုင်မလားလို့ကျွန်တော်အစောကမေးခဲ့ပါတယ်။ဒါမှမဟုတ်ခမရရဲ့နေပြဘဝဇလန်းကိုတော့ပြောင်းလဲပေးနိုင်မလား။ဘာလို့လဲဆိုတော့ဒါကနှစ်ပွဲစတိုင်းနိုင်ပွဲ န်ဖီမှာအချိန်ကြာကြီးအတွင်းမှာပရမဆုံးနိုင်ပွဲနောက်အဝေးကွင်းမှာချိန်တန်ကြာအတွင်းပရမဆုံးနိုင်ပွဲဖြစ်ခဲ့လို့လေဒါကခမရဲ့အနေထောက်ကိုပြောင်းလဲဖြစ်စေမယ့်အခက်အတန့်လို့ထင်ပါလားဒီဒီဘက်တော့ယုံကြည်မှုတွေပို့ပြီးတော့ရောက်ရှိစေပါမို့လေ Raspberry Rumble နဲ့ပွဲစဉ်အပြီးမှာဒီလိုနိုင်ပွဲမျိုးနဲ့ထပ်ထပ်တန်တန်ရောင်းတဲ့နဲ့ကျွန်တော်ပရိသတ်တွေကိုလည်းပျော်ရွှင်မှုတွေအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ်ဒါကတကယ်ကိုအရေးကြီးပါတယ်ဒါပေမဲ့ထပ်ပြောရရင်တော့ဒါကကျွန်တော်လက်ထဲမှာပဲရှိပြီးအခုဒါကအတိတ်ဖြစ်သွားပါပြီအနာဂတ်ကိုပဲအာရုံစိုက်ကြရအောင်ပါ တော့ကျွန်တော်တို့ဒါဒီစိတ်ဓာတ်မျိုးနဲ့နည်းနည်းလေးပို့ပြီးတော့ကောင်းကောင်းကစားပြီးအတူတူဆက်လုပ်သွားနိုင်မယ်ဆိုတော့အရာရာဟာချိန်တိုင်းတော့ပြောင်းလဲလာမှာပေါ့လေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ